ဒီတော့ဆေးကျိုလူနာဖြစ်တိုင်းမှာ6ရောက်နဲ့ပတ်သက်တဲ့ပြဿနာ6ရောက်ကျန်းမာရေးကိုရင်ဆိုင်ရမယ်လို့မဆိုလိုပါဘူးသို့တော်လည်း6ရောက်ကျန်းမာရေးမကောင်းတဲ့လူတွေ6ရောက်နဲ့ပတ်သက်တဲ့ပြဿနာရက်ကိုရင်ဆိုင်နေရတဲ့လူတွေကိုကြည့်ရအခါမှာတော့ဆေးကျိုယောဂတွေတော်တော်များများကိုတွေ့ရပါတယ်ဆေးကျိုယောဂတွေအားလုံးရဲ့30ရာခိုင်နှုန်းက6ရောက်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုရင်ဆိုင်နေရတတ်တယ်တဲ့အဲ့ဒီထဲမှာ15ရာခိုင်နှုန်းက amputation လို့ခေါ်တဲ့ဖျက်ရတောက်ရ လီယာဒါမျိုးပေါ့ကျွန်တော်လည်းပတ်သက်တဲ့ပြဿနာတွေကိုရင်ဆိုင်နေရတယ်လို့သူတည်တည်များကသူတို့ရဲ့မှတ်တမ်းမှတ်ရာများအရာပြောထားပါတယ်။ကဲဆိုတော့ကျွန်တော်နဲ့ပတ်သက်တဲ့ပြဿနာရက်ဒီဘလို့လူတွေမှာဖြစ်တာလဲ။ဘာကြောင့်ဖြစ်တာလဲ။ဘလို့ကုသမှုကိုခံယူမလဲ။ဘလို့ကာကွယ်ကြမလဲ ဒီအကြောင်းအရာဒီကောင်းစဉ်တွေနဲ့ယနေ့အာရောကြကတော့အာလုံးတိအောင်မျှဝေပြီးဖြန့်ချီပြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်ဥထုံးမြင့်မှာအာရောကြအဖွဲ့အစည်းမှာ HE officer အဖြစ်တာဝန်ယူပါတယ်ခဲ့ဒါဆိုရင်ဘလို့လူမျိုးတွေမှာဒီစီစီစီဂျိုယောဂဘလို့လူနာရှင်တွေမှာဒီ6ရက်နဲ့ပတ်သက်တဲ့ပြဿနာဖြစ်တယ်လဲဆိုတော့ကျွန်တော်စာပြီးကြည့်လိုက်ကြအောင်အဲ့ဒါဆိုရင်စီဂျိုတက်နေနဲ့ကြာလာမယ်ပြောရရင်စီဂျိုတက်ကစနေတက်ရှိလာ တော့စီဂျိုအသက်က10နှစ်အထက်ရှိလာမယ်ဆိုရင်ကျင်းသေးတယ်လူရဲ့အသက်ကလည်း60ပတ်ဝန်းကျင်ပေါ့နော်အဲ့တန်းကိုကျွန်တော်ရောက်သွားပါလိမ့်မယ်ပြောရရင်တော့အသက်အရွယ်ကြီးလာတယ်ပေါ့အိုလာတယ်ပေါ့ဗျာပြောရတော့လွယ်လွယ်တော့အသက်60မှာအိုလေလို့စပြီးတတ်မှတ်ကြတာများတာကိုကျွန်တော်တို့ကအဲ့တော့အသက်60ပတ်လည်ရှိတယ်စီဂျိုလူနာအသက်က10နှစ်လောက်ရှိတယ်ဆိုရင်အဲ့လိုလူနာမျိုးမှာဒီ6လောက်နဲ့ပတ်သက်တဲ့ပြဿနာ6လောက်ကျန်းမာရေးနဲ့ပတ်သက်တဲ့အနေအထားကိုရင်ဆိုင်ရတတ်တယ်နောက်တစ်ခုက လူနာတန်တဲ့လျှော့လုံးမှာတွေ့ရင်အချို့တက်ပမာဏကိုကောင်းမွန်စွာထင်းကြောင်းခဲ့တာမျိုးမရှိတဲ့သူမှန်ကန်တဲ့ကုသမှု right treatment right medication အောက်မှာမနေခဲ့တဲ့သူဆက်လိုက်တော့တဲ့သူမိသားစုဝင်တွေရဲ့အခုအညီပံ့ပိုးမှုမရတဲ့သူဒီလိုလူမျိုးတွေမှာ၆လောက်နဲ့ပတ်သက်တဲ့ပြဿနာဖြစ်တာများတော့တွေ့ရပါတယ်။ဟုတ်နော်ဒါ၆လောက်နဲ့ပတ်သက်လို့ဖြစ်တဲ့ပြဿနာများတယ် ကဲဟုတ်ပြီဒါဆိုရင်ဘာကြောင့်ဒီ6လောက်နဲ့ပတ်သက်တဲ့ယောဂပြဿနာဖြစ်လာရတာလဲအကြောင်းအရာတစ်ခုတည်းတော့မဟုတ်ပါဘူး6လောက်နဲ့ပတ်သက်တဲ့ပြဿနာဖြစ်လာဖို့အတွက်အကြောင်းအရာကနံပါတ်1 6ကိုသွားတဲ့သွေးလွတ်ကြောတွေကျင်းနေဒီအခြေအနေတစ်ခုမှဖြစ်တယ်နံပါတ်2အာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာစီဂျူယောဂတဲ့တော်တော်များများကအာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာခံစားခံစားတတ်ကြတယ်ဒါအနည်းနဲ့အမြန်အနည်းနဲ့အများပဲ ောင်ညွန့်နဲ့ပတ်သက်တဲ့ပြဿနာခံစားရတဲ့သူတွေမှာဖြစ်တယ်။နောက်တစ်ခုကပိုးဝင်တဲ့ကိစ္စပိုးဝင်တဲ့ကိစ္စပိုးဝင်တဲ့ကိစ္စပိုးဝင်ခဲ့ရင်လည်းဖြစ်တယ်။အဲ့တော့ဒီအချက်၃ချက်ပေါ်မှာအခြေခံမူတည်မှုဖြစ်တယ်ဘုရားပြောရတယ်။ဟုတ်လား။အဲ့တော့သွေးလွတ်ကြောကျင်းတဲ့ကိစ္စခြေထောက်ဆိုတာကနှလုံးနဲ့အဝေးဆုံးပြောရင်သွေးရောက်ဖို့အတွက်အဝေးဆုံးနေရာဖြစ်တယ် အဝေးဆုံးနေရာကိုသွေးရောက်ဖို့ဆိုတာကပုံမှန်ကျမ်းမာရေးတွေပြည့်စုံနေတဲ့လူအတွက်ပဲအဆင်ပြေလိမ့်မယ်သွေးလွကြောကကျင်းမယ်ဘာကြောင့်သွေးလွကြောကကျင်းမလဲလူနာချင်းဘဝရဲ့တရောင်းလျှောက်လုံးမှာသွေးတွင်းအချိုတက်ကိုထိမ့်သိမ့်မှုအားနည်းခဲ့တယ်ဒါကြောင့်သွေးပြင်းမှာရှိတဲ့အချိုတက်ပမာဏကရှင်းသင့်ရှိတတ်တာထက်လိုအပ်တာထက်ပိုပြီးတော့မြင့်မားနေတယ်။ကြည့်ဒီပြိုင်ထဲမှာပဲသွေးတွင်းအဆီလို့ခေါ်လဲကိုလက်စထရောလ ်သူကလည်းမြင့်တက်နေတတ်တယ်ကရော့စ်ဝမ်မြင့်တက်နေတဲ့အခါမှာသွေးသွားလာမှုအတွက်ကိုအနောက်အချက်ကြီးပါမှပေးတယ်ထို့အတူပဲနှလုံးရဲ့ညှင့်အားအချိန်တန်းတာတစ်ခုကိုရောက်လာတယ်မှန်ကန်တဲ့ကုသမှုပေါ်မှာရောက်မရှိတဲ့အခါမှာနှလုံးရဲ့ညှင့်အားကလည်းကျလာတယ်ဒီဒီအကြောင်းအရာတွေအလုံးပေါင်းစုံတဲ့အခါမှာခြေထောက်ကိုသွေးရောက်ဖို့အတွက်အမှန်ခင်းရင်းသွားတယ်အဲ့တော့ခြေထောက်ကိုသွေးမရောက်တော့ဘူးပေါ့အဲ့ဒီကူပြောရအောင်